ားလုံးပဲမင်္ဂလာပါပြပိုင်ဘလော့ဂါနေဖြစ်လဲကျေးဇူးပါတယ်ဒီဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးတော့မှအကြောင်းအရာတော့စင်ကာပူအလုပ်လာလုပ်မယ်ဆိုရင်တရုတ်စာလိုလားဗျတော့တရုတ်စာပဲလဲပဲဒီလိုတာလဲပြီးတော့တရုတ်စာတင်ရမယ်ဆိုရင်ရောဘယ်လိုတွေတင်ပါလဲဘယ်လိုတွေလေ့လာရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ပေးတော့မှဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကို select ကြည့်ပြီးတော့ကျေးဇူးပါအမအောင်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်စင်ကာပူအလုပ်လာလုပ်မယ်ဆိုရင်တရုတ်စကားလိုလားဆိုရင်တော့လိုပါတယ်ဘာကြောင့်မို့လိုလဲဆိုရင်နိုင်ငံရဲ့လူဦးရေတရာမှာ90%ကတည်းကတရုတ်စကားပြောတတ်တယ် ဆိုတော့တင်လို့လုံးဝအစဉ်ပြေလဲဆိုရင်တင်ခဲ့ပါပြီးတော့နောက်တစ်ခုက international language ကတော့ကျွန်တော်ခုနပြောသလိုပေါ့နော် sin english ဖြစ်ပေမဲ့ဒါပေမဲ့ပေါ့နော်ခုနနိုင်ငံရဲ့80%တော့ကတရုတ်စကားဖြစ်တဲ့လေတရုတ်စကားကိုလူတိုင်းနားလဲသလိုပြန်လဲပြောတတ်ကြပါတယ်ပြီးတော့ပစ္စည်းဝယ်တာပြီးတော့ပစ္စည်းမေးတာအကုန်လုံးကတရုတ်စကားနဲ့ပဲပြောမယ်ဆိုရင်ပို့ပြီးတော့လန်တန်ပါတယ်ပြီးတော့အလုတ်ခွင်ထဲမှာဆိုရင်လေကိုကတရုတ်စကားရတယ်ဆိုရင်အများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ ဒီစကားတင်ဖို့လိုလားလို့မေးမယ်မေးခွန်းဖြေရမယ်ဆိုရင်တော့လောကလိုပါတယ်တင်ခဲ့မယ်ဆိုရင်တော့အခွင့်အလမ်းတွေရမယ်အခွင့်အရေးတွေရမယ်ပြီးရင် communicate ကောင်းကောင်းလုပ်လို့ရမယ်ပေါ့နော်ဒီနိုင်ငံရဲ့နေမှုထိုင်မှု စားမှုလာမှုသွားမှုအဲ့ဒါတွေအကုန်လုံးကိုလေ့လာလို့ရမယ်ပြီးတော့အာလူမှုဆက်ဆံရေးလည်းအရန်ကောင်းတယ်ပေါ့နော်လူမှုဆက်ဆံရေး communicate လုပ်ချင်တဲ့လူတွေအတွက်ဆိုရင်တော့အရန်အဆင်ပြေတဲ့ရွေးချယ်မှုတစ်ခုပေါ့နော်ဆိုတော့ အဲ့ဒါဒီနဲ့ပြောလို့အကွာအင်္ဂလိပ်စာမသင်ရဘူးလားဆိုတော့မဟုတ်ဘူးပေါ့နော်သူရဲ့ international language ကအင်္ဂလိပ်စာဖြစ်တယ်ပြီးရင်နောက်တစ်ခုဘုံသုံးចောင်းသုံးဘာသာစကားကလည်းကျွန်တော်ဒီ international language ကိုပဲ english ကိုပဲသူတို့ကပြန်ထန်းတာဖြစ်တဲ့အတွက်တကယ်လို့ကိုကယုံဘိုင်းနဲ့လာမယ်ကိုကចောင်းပညာရည်ချင်းနဲ့လာမယ်ဆိုတော့တရုတ်စာကိုတော့အရင်ဖိအားမပေးဘူးပေါ့နော်တကယ်လို့ကိုကအလုံးနဲ့လာမယ်ဆိုတော့တေချာပေါက်တင်ခဲ့တာဒီလုံးဝမမပေါ့ပြီးတော့နောက်တစ်ခုကဒီနေရာမှာကဘဟုတုတအနေနဲ့ပြောပြမှာပေါ့နော် ဲ့ဒါကဘာလဲဆိုရင်လေယူလေသိန်းกว่าပါတယ်အင်္ဂလိပ်စကားပြောမယ်ဆိုရင်เนเน่မာမာထန်ထန်ခက်ခက်ထန်ထန်သူတို့ကပြောလေးရှိတယ်ဒါပေမဲ့တီယိုစကားနဲ့ဆိုရင်ကျွန်တော်တို့မြန်မာအချင်းချင်းပြောသလိုမျိုးပျော့ပျော့ပြောင်ပြောင်အရင်ပြောတတ်တယ်အဲ့ဒါမျိုးပေါ့နော်သူတို့ကကျန်ကျန်တိုင်တိုင်ကိုယ်ဆက်ဆံတာအဲ့လိုမျိုးကြီးမကြိုက်ဘူးဆိုတော့တယောက်စာတင်လိုက်တာကကိုယ့်အတွက်အဆင်ပြေတယ်ဒါပေမဲ့သူတို့ကကျန်ကျန်တိုင်တိုင်ဆက်ဆံတာတော့မဟုတ်ဘူးသူတို့ရဲ့လေယူလေသိန်းကိုကဒါမျိုးဖြစ်နေတာပေါ့နော်ဆိုတော့ထားပါတော့ နောက်တစ်ခုကတိဥ္ဇာတင်မယ်ဆိုရင်ပမာသွားတင်ရမလဲဘယ်လိုလုပ်ရမလဲဆိုတော့ကိုယ့်ရဲ့နီလန်းပမာမူတည်ရပေါ့နော်အာကျွန်တော်တို့ကအတွေ့အကြုံရှင်းရမယ်ဆိုရင်ကျွန်တော်ကကျွန်တော်တို့ကမြန်မာပြည်ကကျွန်တော်ရဲ့ဆရာရှိမှပြန်ပြီးတင်တာပေါ့နော် Zoom Club နဲ့တင်တာပါကျွန်တော်အတန်းကညပိုင်းနေဆိုတက်တယ်ပေါ့နော်အဲ့ဟာနေမှကျွန်တော်ဖြည်းဖြည်းချင်းတက်သွားတာပါကျွန်တော်ကိုယ်တိုင်ဒီရောက်လာတော့ကလည်းလုံးဝဒီစကားလုံးဝမတက်ပါဘူးကျွန်တော်တို့ရဲ့ listening လားထောင်နဲ့ပြန်ပြောတယ်ပြီးတော့ Singapore ရဲ့ English ကကျွန်တော် Mandarin Chinese ပေါ့နော် ဘတ်ဒါပေမဲ့လို့သူတို့တွေအကုန်လုံးကအာ broken နဲ့ broken နဲ့ပြောတယ်ဗျာ။ဥမာဘယ်လိုမျိုးလဲဆိုရင် look like อืม just like say english အဲ့လိုမျိုးပေါ့နော်။ say english လိုမျိုးသူတို့က broken ဖြစ်တယ်။ဆိုတော့နားထဲမှာထထောက်ကြီးဖြစ်တယ်။အဲပြီးတော့ grammar မသုံးအဲ့မျိုးပေါ့နော်။ဆိုတော့တိကျစကားလဲဒီလိုပဲ grammar မသုံးဘူး။များများလေ့လာများများနားထောင်မယ်ဆိုရင်ပြောရတယ်လွယ်တယ်ပေါ့နော်။ဆိုတော့တကယ်လို့ကိုကတိကျစကားကိုလုံးဝအားနေတယ်ဆိုရင်တော့ တင်စရာတော့မလိုဘူးเนาะခုနကကျွန်တော်ပြောတဲ့အင်္ဂလိပ်ဇာကိုကောင်းကောင်းလေးတင်လာတယ်ဆိုရင်ရတယ်နောက်ဆုံးတစ်ခုအနေနဲ့ဘယ် level ထိရောက်လဲဆိုရင် level ကြီးရှိတယ်ဗောနော်တရုတ်စကားဒါမှမဟုတ်ကျွန်တော်အင်္ဂလိပ်စကားဒါမှမဟုတ်ဘာစကားပဲနေနေသူရဲ့ level ရှိတယ် basic လောက်နဲ့တော့မရပါဘူး basic လောက်နဲ့ပြောတယ်ဆိုတိုင်းုံနဲ့ဆိုရင်တော့စင်ကူလာတဲ့အချိန်နဲ့အခက်အခဲဖြစ်လိမ့်မယ်အာ basic မဟုတ်ဘဲနဲ့ ASS skill level 2လောက်ဆိုရင်တော့2လောက်3လောက်ဆိုရင်တော့3လောက်ဆိုရင်ကိုတော်တော်လေးအဆင်ပြေတယ်ဗောနော်ဒါပေမဲ့2လောက်တိလာတဲ့ဒီဘက်မှာဆက်တင်နေဆိုရင်တော့ အလုပ်လုပ်ရင်ဆက်တင်သွားရင်ဆိုတော့သူကသူအဆင်ပြေသွားလိမ့်ပါမယ်။အာဒီနေရာမှာတခါလေးကြားပြပြောချင်တာကအင်္ဂလိပ်စာဆိုရင်လည်းအဲ့လိုပဲပေါ့နော်။အင်္ဂလိပ်စာဆိုရင်တော့ grammar မသုံးတာဖြစ်တဲ့အတွက်ဒီတိုင်းတန်းလာလို့လည်းရပါတယ်။ဘာဒါပေမဲ့လို့အကိုကကိုယ့်ရဲ့ပညာရေးရှင်းပုံမှာလည်းမူတည်တယ်ပေါ့နော်။အာတချို့ကနည်းနည်းကျွန်တော်တို့တောရွာအိမ်မှာတက်လာတဲ့လူတွေဆိုတော့အင်္ဂလိပ်စကားကိုလုံးဝမသိတဲ့လူတွေရှိတယ်ပေါ့နော်။ ABC တွေကလွဲပြီးတော့ပေါ့။အာတချို့ကတော့အင်္ဂလိပ်စကားကိုအရင်ကောင်းတယ်။ဒါပေမဲ့ကိုကဓာတ်ရိုက်ကြီးမသုံးပြုတော့ တခါမှအတုံးမပြူဘူးတော့နည်းနည်းထောက်တာထင်တာလားတော့ရှိတယ်ပေါ့နော်အဲဆိုတော့ဒါကိုတော့နည်းနည်းလေးကိုယ့်ဟာကိုယ် private မှန်ကြည့်ပြီးပြောတာဖြစ်ဖြစ်ဒါမှမဟုတ်ဗီဒီယိုရိုက်ပြီးပြောတာဖြစ်ဖြစ်ပေါ့နော်အဲ့ဒါမျိုးကိုယ့်ဟာကိုယ် private လုပ်ခဲ့စီခြင်းတယ်ပေါ့နော်ဒါကတော့အင်္ဂလိပ်စကားကိုကျုပ်တရုတ်စကားကိုပေါ့နော်ဆိုတော့အကုန်လုံးခြုံပြီးပြောရမယ်ဆိုရင်တရုတ်စကားတင်ခဲ့တာကကိုယ့်အတွက်တော့လုံးဝမမှားပါဘူးပြီးတော့အခွင့်အရေးတွေအခွင့်အလမ်းတွေ communicate တွေအများကြီးလုပ်လို့ရပါတယ်ပြီးတော့ကိုယ့်ရဲ့တိုးတက်ရာတိုးတက်လမ်းကြောင်းကိုလည်းအများကြီးရှာဖွေလို့ရပါတယ်နောက်ဆုံးကိုကစင်ဘူးမှာ အနိုင်ငံသားခရင်ပြီးတော့စီးပွားရေးလုပ်ခြင်းလဲဆိုရင်လည်းတေဝန်သားတက်ထားတဲ့ဆိုရင်လုံးဝအခွင့်အရေးအများကြီးရပါတယ်ဆိုတော့တည်တည်ပြီးတော့လောက်ပါပဲနောက်ပြီးတော့မှပြန်တွေ့ပါမယ်ဗီဒီယိုလေးက brother တို့အတွက်အကျိုးရှိတယ်ဆိုရင် like and share လေးနဲ့ subscribe share ပါလုပ်ပြီးတော့ကျွန်တော်ကူညီသွားလို့ရပါတယ်ဆို bye bye နောက်ပြီးတော့မှပြန်တွေ့ပါမယ်